ကြီးနေတဲ့ခြေတလုံးကိုသေးသွဲ့သွားစေမဲ့နီလန်ကောင်လေးခုလူကြီးရောအပေါ်ပိုင်းကပိမ့်ပိမ့်တွယ်တွယ်လေးခြေတလုံးကကြီးပြီးတော့တုံနေရင်ကြီးမကောင်းဆိုတာအလုံးသိကြမှာပါခြေတလုံးတွယ်ကျင်လို့လေးချင်ကန်လေးလှုပ်တဲ့အခါမှာခြေတလုံးကျက်သားတွေတက်လာပြီးပိုဆိုးသွားမှာကိုစိတ်ပူပူမယ်လို့ထင်ပါတယ်။ဘာကြောင့်ကိုခြေတလုံးကမှတုံနေရတာလဲ။မျိုးကိုကခြေတလုံးကြီးတာအာဟာရမျှတအောင်မစားတာလေးချင်ကန်မှန်မှန်မလုပ်တာတွေကခြေတလုံးကြီးစေတဲ့အကြောင်းရင်းတွေပဲဖြစ်ပါတယ်။ တီတော့ကြီးနေတဲ့ခြေသလုံးလေးတွေကိုသေးသွားအောင်လို့ဘလို့နီးလမ်းမမှန်နဲ့လှုပ်ရမလဲဆိုတာစဉ်းစားမိရလားမစဉ်းစားမိဘူးဆိုရင်တော့ပြောပြမယ့်အချက်လေးတွေကိုလိုက်ပြီးတော့လုပ်ကြည့်ပေးပါနံပါတ်၁နေထိုင်မှုပုံစံအောင်ပြောင်းလဲပါဓာတ်ဖနက်စီရာဗန်းမညီတဲ့ဖနက်မြင့်နေစီရာခြေသလုံးကျက်သားကိုအားပို့ပြုသလိုဖြစ်စေပြီးတော့ခြေသလုံးကျက်သားတွေကြီးလာစေပါတယ်ဒါကြောင့်ဖနက်အပားတွေကိုစီပေးပါနောက်ပြီးတော့မတ်တပ်အကြာရက်တဲ့အခါနှလုံးစိကိုသွေးရောက်အောင်ခြေသလုံးကပုံညစ်ပေးရတဲ့အတွက် ခြေစလုံးကျက်သားတွေကြီးလာတတ်ပါတယ်။ဒါကြောင့်မလို့အကြိုက်မတက်မြတ်ပါနဲ့။နံပါတ်1ကာဒီယိုလေ့ကျင့်ခန်းသည်တာအဓိကပါ။ခြေစလုံးကျင့်ခြင်းရဲ့အဓိကအဖြစ်ကအစီကြောင်းဆိုရင် DC ကိုချဖို့ကာဒီယိုဆော့ပေးမှရပါမယ်။ဒါမဲ့သတိထားမှာကပြင်းပြင်းထန်ထန်ခုံပေါက်တဲ့လေ့ကျင့်ခန်းတွေကခြေစလုံးကျက်သားပူကြီးအောင်လို့နှုံးဆော်ပေးသလိုဖြစ်တတ်တဲ့အတွက်ကြောင့်လေ့ကျင့်ခန်းတွေလုပ်တဲ့အခါခြေထောက်ကိုအားရမ်းမသုံးရတဲ့လေ့ကျင့်ခန်းကိုပဲလုပ်ပေးပါ။လေ့ကျင့်ခန်းတစ်ခုရဲ့လုပ်ယုံနဲ့ခြေစလုံးသေးသွဲသွားမှမဟုတ်တဲ့အတွက်ကြောင့် အစားပေါက်တွေကိုထိန်းပေးပါလို့အကြံပြုချင်ပါတယ်။ဒီချင်းကလုပ်ပြီးတိုင်းခြေသလုံးကိုအကျော်လျှော့ပေးဖို့လုံးဝမလိုမရပါဘူးနော်။နံပါတ်3ခြေသလုံးကိုနှိမ့်နယ်ပေးပါ။ဒီချင်းကလုပ်ပြီးတိုင်းခြေသလုံးကြက်သားတွေကိုအကျော်လျှော့ပေးနှိမ့်နယ်ပေးတဲ့အခါဒီချင်းကလုံးစင်ရတင်းနေတဲ့ကြက်သားတွေကိုပြေရောအောင်လုပ်ပေးတာဖြစ်တယ်လို့ပျော်ပြောင်းသွားအောင်လုပ်ပေးတယ်လို့လည်းဖြစ်တာကြောင့်ဖောင်းမိတဲ့ကြက်သားတွေကသေးသွဲသွားမှာပဲဖြစ်ပါတယ်။နံပါတ်4ခြေသလုံးကြက်သားတွေကြီးမလာစေပဲစစ်သွားအောင်ဘယ်လိုလုပ်မလဲ။ ပြင်းထန်တဲ့လေးကျင်ခန်းတွေလေးလုံးနဲ့ဝိတ်တုံးတွေကခြေစလုံးကျက်သားတွေကိုပိုကြီးပိုထူလာစေရပါတယ်။ဒါကြောင့်လေးကျင်ခန်းလုံးနေရင်နဲ့ခြေစလုံးကြီးလာပြီလို့သတိထားမိတဲ့အခါအလေးတုံးကိုအလေးချိန်လျှော့လိုက်ပြီးတော့အကျဉ်ရေအတွက်များများပိုလုပ်ပေးတာမျိုးလုပ်လို့ရပါတယ်။ခြေစလုံးကြီးလာတာကိုလုံးဝမကြိုက်ဘူးဆိုရင်ခြေစလုံးကိုအားပြူထားတဲ့လေးကျင်ခန်းတွေကိုလုံးဝမလုပ်ဘဲနဲ့လည်းနေလို့ရပါတယ်။